မင်္ဂလာပါမျိုးရေကျွန်တော်ဝိတုမာသေးပါရှင်ဒီနေ့အနောက်25ခုနဲ့မတ်လ5ရက်နေ့ဖြစ်ပါတယ် ဒီနေ့လူပြောများဆုံးသတင်းကတော့ငလင်းလုတ်တဲ့သတင်းဆိုငလင်းလုတ်တာကမင်းပြောင်းမဲလို့ဖြစ်နိုင်ပါတယ်လို့ရှေ့ရတုန်းကလည်းနေပြီးတော့မှကျွန်တော်တို့ဆင်ဖြူတကောင်တင်ဆုံးသွားတာနဲ့ပတ်သက်ပြီးတော့အတိတ်နဲ့မိတ်ကောက်ကြတာရှိတယ်အခုလည်းပဲဆင်ဖြူတင်ပြီးတော့မကြခင်အာဒီရှေ့ရှေ့နောက်မှာဆိုလို့ပေါ့နော်ငလင်းလုတ်တဲ့ခါကျတော့မင်းပြောင်းမင်းလည်းဖြစ်တော်မယ်ဆိုပြီးတော့ဟာကျွန်တော်တို့လည်းရှိအဲနာဆာကဥက္ကဋ္ဌပေါ်မှာအာဝေဖန်မှုလေးတွေပြောဆိုမှုလေးတွေတွေ့ရတယ်။ကျွန်တော်ကတော့အဲ့ဒီလိုမျိုးတိုင်းပြည်ကအရေးအကြောင်းရှိလို့ရှိရင်လေ အာတော့ဆန်းစုကြည်ကိုတော့ပြီးတော့ဟိုစိတ်ပူမိတယ်။အာသူကနေသူမိစာကုံကြီးခမ်းပြီးတော့ကန်ကုံတက်စစ်တင်းရင်တော့မှအာစစ်တပ်ကဘလို့လုံးလိုက်လို့ဘာဖြစ်သွားပါလဲဆိုပြီးတော့တစ်ခါကပြည်တွင်ဝန်မှုဒီပုတ်ခတ်မှုတွေကလာအောင်မှဆိုတော့ဒီမတတလောင်းကိုအကြောင်းပြပြီးတော့ နောက်စုပူအောင်လောက်မှုကထပ်ပြီးဖြစ်မှာဆိုတဲ့အတွက်နော်အဲမင်းပြောင်းမဲလွယ်ဖြစ်မှဖြစ်တော့မသိဘူးအလိုတိုင်းမိမအရေးပေါ်ချိန်နေလေအခုလိုမျိုးလှုပ်လှုပ်ခက်ခက်ဖြစ်ရင်ကျမဒေါအောင်ဆန်းစုကြည်ကိုစိတ်ပူပါတယ်ဆိုတော့တက်ရှိပါစီ ကျမ်းမာပါစီကြောင်းနဲ့ဆုတောင်းပါတယ်အသက်ရှိပါစီကျမ်းမာပါစီအသက်ရှိမှသာလေသူပြုခဲ့တဲ့ကံတွေရဲ့ကောင်းခြင်းဆိုးခြင်းကိုသူကိုယ်တိုင်လက်ရှိမျက်မြင်ဘဝမှာကိုယ်တွေ့ခံစားရမှာဖြစ်တယ် သူပြုတ်ခဲ့တဲ့ကံလေသူထားခဲ့တဲ့တိုင်းပြည်နဲ့မြန်မာနိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုပါသူထားခဲ့တဲ့စေတနာအလျောက် သူ့ရဲ့စေတနာတွေကသူ့ကိုရောင်ပြန်ဟဲ့လိမ့်မယ်ဒါကြောင့်မလို့သူ့ကိုနော်ကံကိုတက်စီဖြစ်မှာဆိုးနေပါတယ်နော်မိစားခုရေမခန်းခင်မှာအသက်ရှိကြပါစေအသက်ရှိပါစေကြမှာပါစေလို့ကျွန်မမျှော်လင့်ပါတယ်စုမုံကောင်းနဲ့တောင်းပါတယ်ရှင်ဆိုတော့ငလီလောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ဟာလူမျိုးစုံအမည်မျိုးစုံရှုတာမျိုးစုံကပြောကြတယ်။အာကျမကမဟုတ်ဘူးမဟာဒေဒီနိုင်ငံရေးမြို့သားရေးတကြောင်လှူရှားတဲ့သူတယောက်ဖြစ်တဲ့အတွက်ကျမဒီနိုင်ငံရေးရှုတောင်းကပဲပြောမယ်။မလင်းလှုပ်သွားတာဒီဟိုးမလင်းနဲ့ညောင်တုံးမှာအများဆုံးဖြစ်တယ်။ညောင်တုံးမှာကနော်ညောင်တုံးမှာကစီတိုးအိမ်ယာစီမံကိန်းအထူးစီပွားရေးဆောင်ရှိပါတယ်။ ချက်ပြပြောပါမယ်။ညောင်တိုးမှာရွှေတိုးအင်ယာအထူးစီမံကိန်းဆိုတဲ့အထူးစီးပွားရေးဆောင်ရှိပါတယ်။2022မှာစတင်ပြီးအကောင်အထည်ဖော်ခဲ့တာရေရွှေတိုးအင်ယာရဲ့ဒစိမ့်တစ်ပိုင်းတည်းကျမတို့မဲခေါင်လန်ချန်နော်မဲခေါင်လန်ချန်စီးပွားရေးပူပေါင်းဆောင်ရွက်မှုကနေပြီးတော့ဝန်ကြီးဌာနကိုယ်ကမှအာစီးပွားရေးဝန်ကြီးဌာနကိုယ်ကရဲ့လက်အောက်မှာစီးပွားရေးလုပ်ငန်းခွဲ20နဲ့တခုကျမတို့နောက်20တကစီမံချမှတ်ခဲ့တဲ့ဒီဒစိမ့်တစ်ပိုင်းအဖြစ် ရေတုံးအရာရှိနေခင်းရှိတယ်ဒီစီမံကိန်းကိုနော်အာအထိုက်လျောက်အောင်မြင်နိုင်လိမ့်မယ်ဒီစီမံကိန်းတွေအထိုက်လျောက်ရွေးပြောင်းတစ်ခုဖြစ်လိမ့်မယ်ဒီစီမံကိန်းကနေပြီးတော့ကျမတို့မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံနှစ်နိုင်ငံအကျိုးတူနော်အကျိုးတူရှိပါရရှိလိမ့်မယ်လို့ကျမသုံးသပ်ပါတယ်ဒါတော့ငါဒီသတင်းပုံမှာအာငလင်းလောက်တာနဲ့ပတ်သက်ပြီးတော့အာသတင်းမီဒီယာတော်တော်များများရေးစားတယ်။ဒါပေမဲ့ပြည်ပြည်မီဒီယာမှာကျတော့ဘာရေးလဲ ဒီပြည်မှာကြတော့ဒီငလီလောက်တာကိုစစ်ကောင်စီအင်ဒီနဲ့ကတဲ့ကိုညီကယ်ဆယ်ရေးတွေကိုကြိုတင်ပြင်ဆင်ထားတာ မရှိရတဲ့အရက်သားပြည်သူတွေကစိုးရိမ်နေကြပါလေတဲ့ငလင်လောက်တာကိုကိုညီကယ်ဆယ်ရေးစစ်တပ်ကပြင်မထားလို့အရက်သားပြည်သူတွေစိုးရိမ်နေကြပါလေလို့ TVB ကပြောတယ်ခမရတို့တခြားလို့လက်ရှိနာဆာကအင်ဆောင်ဆိုးတာကိုတော်လန်ပုံတန်ပြီးတော့နိုင်ငံတော်သစ္စာဖောက်ပြီးတော့ အန်ဦးကြည်ကိုသာအစိုးရကတင်မြှောက်ပြီးတော့မှအခုကျမှကိုကြီးကလေးမှစစ်ကောင်စီကငလျင်နဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကကြိုးတင်ပြုစင်မထားလို့စိုးရင်ပါလေဆိုတော့ခင်ဗျားတို့ကခလုတ်ထီမှာဗားတာကြတာပေါ့နော်ခလုတ်ထီလို့အမိတာတဲ့ခေပုံသွားပြီခလုတ်ထီမှာဗားတာရဲ့ခေရောက်ပေါ့နော်ကျောင်းရှေ့ရှေ့ကျမှလည်းဒီလိုပဲရှေ့မှာသဘာဝဘေးအန္တရာယ်တွေဖြစ်တယ်။နော်ကိုဗစ်ကရောဂါတွေဖြစ်တယ်။လက်ရှိနာစာကအိမ်ဆောက်ပြုရတာနေပြီးတော့ကိုဗစ် လောကကိုကင်းကျုပ်ကကွယ်ကူတာရေးအတွက်အစိုးရကနေပြီးတော့စီးဝါရေးအာမြန်မာနိုင်ငံမှာမြန်ကိုဖမ်းပေါ်တော့ကိုဗစ်ကဝယ်ဈေးကိုတိုင်ထုတ်နိုင်အောင်ကြိုးစားဆောင်ရွက်တဲ့အောက်ဆီဂျင်တွေလိုအပ်တည်တဲ့အတွက်အစိုးရကကမကထောက်လုပ်ပြီးတော့ဒီအောက်ဆီဂျင်စက်ရုံတွေကိုစောက်ပေးတယ်။ဒါပေမဲ့တပတ်ကအန်နူးချင်နဲ့အဲ့ဒီ GBB RFA BBC မြန်မာနောက်ခေတ်တည်အရာတွေဒီခေတ်မီယာတွေကမလုပ်လဲဆိုတော့ အဲ့ဒီအောက်ဆီဂျင်စိုက်ရုံနေမှာနော်နာဆာကအစိုးရကကမ္မကထားလုပ်ပြီးတော့စောက်ပင်မဲ့အောက်ဆီဂျင်စိုက်ရုံတွေကိုအလူဝေမထဲပါနဲ့ဆိုပြီးတော့ကလန်တိုက်တယ်မြမပြည်သူတွေဒုက္ခရောက်အောင်မြမနိုင်ငံပေါ်မှာအမှန်တကယ်စေတနာမေတ္တာမရှိအောင်ပေါ်လွင်နေနော်ဆိုတော့ကတသက်လုံးနိုင်ငံတော်ကိုလက်ရှိနာဆာကအိမ်ဆောင်ဆွေကိုပုံကန်ပြီးကမှအခုကြမှာခလုတ်ထိမှအမိတရတယ်ခင်ဗျားတို့လူတန်းစားတီက တိတ်ကိုယုံညံ့ပြီးအောက်တန်းကြလောမယ်တဆက်တည်း RFA သတင်းမှဆိုလို့ရှိရင်လေပြည်သူတွေရဲ့နှွေအိမ်တွေကိုအရက်သားပြည်သူတွေရဲ့နေအိမ်ကိုဘယ်သူတွေကမိရှုနေလဲဆိုတဲ့ကောင်းစင်နဲ့အရက်သားပြည်သူတွေကိုအာစစ်တပ်ကမိရှုရဲဆိုပြီးတော့စစ်တပ်မုံဒီကြီးဝါဒမှိုင်းတိုက်ပြီးတော့စစ်ကိုစစ်ပောင်ကိုကျဲတဲ့ကျဲအောင်ချဲ့နေကြတယ်စင်မီကိုတောက်လောင်တဲ့လောင်အောင် လောင်စာတွေဖျန်းနေကြတယ်ဓာတ်စီဖျန်းနေကြတယ်မီးလောင်ရောင်လေးပိတ်နေကြတယ်ဆိုတော့ခင်ဗျားတို့ကိုရိုးရိုးရှင်းရှင်းပြောမယ်လက်ရှိမှာခင်ဗျားတို့ကစက်တက်ကအာနာသိမ့်လိုက်လို့ဆိုပြီးတော့ခေါင်းစဉ်တက်တယ်တက်မတော်ကအာနာထိန်းလာခြင်းတူတူအေယဘရီတိုင်းမှာဘာကြောင့်ပြည်သူတွေနေအိမ်မီးလောင်မပြကြတလေအေယဘရီတိုင်းမှာဘာကြောင့်အေးချမ်းတယ် စစ်တပ်ကအာဏာထိန်းတာချင်းတူတူကျမတို့ဘကိုးတိုင်းအရှိချမ်းနဲ့အနောက်ချမ်းဘကိုးတိုင်းအရှိချမ်းမှာ KNU ရှိတယ်ဆွေကျင်ကြောက်ကြီးမှာစစ်ရဲဒုက္ခကိုခံရတယ်ဘကိုးတိုင်းအနောက်ချမ်းမှာအေးချမ်းတာရတည်ငြိမ်တယ်တမတော်ကအာဏာထိန်းတာချင်းတူတူစကိုင်းတိုင်းမှာမီးလောင်ပြကြပြီးအေးရောက်ဒီတိုင်းကအကောင်းဆုံးရှိနေတယ်ဘာကြောင့်လဲစကိုင်းတိုင်းမှာနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့နိုင်ငံတော်တစ္ဆာဖောက်တွေရှိတဲ့အတွက် အကျန်းဖတ်သမားတည်ရှိတဲ့နေရာကိုအကျန်းဖတ်မှုနှိမ်နေလာတယ်။ဒါကြောင့်စစ်ခေါ်စစ်ကိုခေါ်လို့စစ်ကလာရဲစစ်ကလာတဲ့အတွက်ပြည့်စည်တယ်။အေယာဗီတိုင်းမှာနိုင်ငံတော်ကိုလက်နက်ကင်ပုံကံမဲ့အကျန်းဖတ်သမားမရှိဘဲနဲ့နိုင်ငံတော်ကိုဥပဒေပေါင်းတဲ့မှာနေထိုင်ပြီးတော့နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုစောင့်ထိန်တဲ့နိုင်ငံသားကောင်းတွေရှိတဲ့အတွက်အေးချမ်းတယ်။ ဒါကြောင့်မို့လို့နောက် RFA ကခေါင်းစဉ်တက်တို့တည်သူနေအိမ်တွေကိုဘယ်သူတွေကမီးရှို့တာလဲလို့မင်းရင်စစ်ကိုခေါ်လို့စစ်ကလာတယ်လို့ပဲရိုးရိုးရှင်းရှင်းပြောရမယ်။ခင်ဗျားတို့တွေကဓဘဝစာ ကောင်းစားရေးအတွက်တန်တရားကိုအစိတ်ခတ်နေကြတယ်။နော်ဒီလိုလူတန်းစားတွေကမိမိထမင်းတလို့စားရဖို့အတွက်ခလိန်ကချစ်စကားတွေကိုပြောထက်တယ်။နော်ဒီအာဒီ RFA လိုပဲ ် AR တွေ AR တွေမှာလို့ရှိရင်လည်းပဲအာရှက်ကရနေဇက်ကာရဲ့တိုင်းရတာတချို့မော်နော်သူတို့မှာကုန်စည်လုံးတွေမြင့်တက်ပြီးစားဝတ်နေအင်မတန်ကြက်တဲနေတဲ့အတွက်သူတို့အသက်ဆက်ရှင်ဖို့အတွက်ဘိန်းဆိုင်နေရပါတယ်နော်ရှန်ကရနေဆက်မှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာဒေသခံပြည်သူတွေစီးပွားရေးအရန်ကျက်တဲနေလို့အသက်ဆက်ရှင်ဖို့အတွက်ဖိဆိုင်နေရပါတယ်တဲ့ ဆိုတော့စစ်တပ်ကအာဏာမသိခင်ကကိုအဲ့ဒီရှမ်းပြားနယ်စပ်အပေါ်ဝင်နယ်စပ်တော်တော်များများကတိတ်ကိုယူသားပါတယ်ဆိုရဲကျူးစံပါဆိုရဲတိုင်းရင်းသားတွေဘာလို့နေကြတယ်လဲသူတို့ဘိန်းနေဆိုင်ခဲ့ကြတယ်အစိုးရဆက်ဆက်ကိုပြန်ကြည့်ပါအဲ့ဒီယူသားပါတယ်ဆိုရဲတိုင်းရင်းသားတွေဘာလို့နေကြလဲသူတို့ဘိန်းနေဆိုင်သားကြတယ်ကျမဒီမြေလက်သူတယောက်ဖြစ်တယ်ကျမဒီတောသူတောင်သားတယောက်ဖြစ်တယ် ကျမတို့ရှင်မှာနဖူးကသူခြေမကြအောင်လို့เนาะပဲချိန်တယ်ပဲစပားချိန်တယ်စပားတယ်အခုချိန်လို့မပဲရသည် နေပူကျဲကျဲထဲမှာကျမတို့ပင်ပင်ပဲပဲရှာပွေစားတော့ရတယ် မိုးရသည်ဆိုလို့ရှိရင်လည်းခက်ခိုက်တုံအောင်ချမ်းနယ်ချားတွေကကျမတို့ရှာဖို့စားပေါက်ရတယ်။ဒါပေမဲ့ရိုးသားပါရင်ဆိုရင်တိုင်းရင်သားအမိခံထားတဲ့တချို့သောလက်နက်ကင်အဖွဲ့စည်းတွေနဲ့ဒီလက်နက်ကင်အဖွဲ့တွေရအားပေးအားမြောက်နေတဲ့တပုံမယားနဲ့တပုံသားတွေဘာလို့ကြတယ်။သူတို့အေးရအေးကြောင်ဘိန်းစည်းချစ်ပြီးတော့ဘိန်းဆောက်ပြီးစားကြတယ်။ နော်ဆိုတော့ကျမတို့တောတူတောင်သားတွေဗမာလူမျိုးတွေနခုကကြီးချင်းမကြောင်ပင်ပပန်းရှာလာလို့ရလာတဲ့အကျိုးမြတ်ကတိတ်ကိုယူသားပါရဲဆိုရဲတိုင်းရင်သားအမိခံထားတဲ့တိုင်းရင်သားလက်နက်ကင်ဖွဲ့အမိခံထားတဲ့နိုင်ငံတော်ကိုနော်နိုင်ငံတော်ကိုတမျိုးသားလုံးလူညွတ်တုံးအောင်ဘိန်းဆိုင်နေတဲ့လူတွေရဲ့အကျိုးမြတ်ကကွာတဲ့ကျမတို့တမအာစီဝရလာတဲ့အကျိုးမြတ်ဒီဘိန်းဆိုင်လို့ရတဲ့အကျိုးမြတ်ရဲ့၅ပုံပုံလို့တပုံပဲရှိတယ် ဒါတောင်မှဒီလောက်ထိအကျိုးမြတ်တွေရတာတောင်မှဒီနေ့ဒီချိန်ထိသူတို့တိုင်းရင်းသားနယ်စပ်တွေမှာဘဝတွေကလူမွေးလူရောင်မပြောင်းကြဘဲနဲ့ယခုချိန်ထိလူနေမှုဘဝတွေနှိမ်ကျနေသေးတယ်။ဒါဟာဘာလို့ပြလဲဆိုရင်ကံပူအကျိုးပေးတယ်လို့ပြတာ။မိမိတဝမ်းတစ်ခါအတွက်ကတော့ ကျမတို့ကစားဝတ်နေရတဲ့အတွက်အသက်ဆက်ရှင်ဖို့အတွက်ဘိန်းဆိုင်ရပါတယ်ဆိုပြီးတဘို့လေးကြည့်တဲ့ စိတ်တက်တဘိုးတဲကြည့်တဲ့စိတ်တက်ကဘတော်မှလူမပီးတာဘူးတဘိုးတဲကြည့်တဲ့လူငငွားစိတ်တက်တီချောင်းကိုတဘိုးတူးတယောက်ကောင်းစားရေးတွေညီမတမျိုးသားလို့လူညွတ်တုံးစင်နဲ့ဘင်းကိုစိုက်နေတဲ့အာကုတူကန်နေရဲ့ကန်တူအကျိုးပေးချောင်းဒီနေ့ချိန်ဒီချိန်ထိသူတို့ရဲ့လူမှုဘဝတွေကမျိုးဆက်တစ်ခုပြီးတစ်ခုလိုက်ပြီးနေကြနေကြတယ် ဆိုတော့ခင်ဗျားတို့ကိုကျွန်မတတိပေးခြင်းနဲ့တတိပေးစင်ဆိုတာထက်အကြံဉာဏ်ပေးတာတဘဝစာကောင်းစားရေးအတွက်အတန်တရာကိုအစိမ့်မခံနဲ့ပြပြောမယ်နော်တဘဝစာကောင်းစားရေးအတွက်အတန်တရာကိုအစိမ့်မခံနဲ့လူလေကြမှာထမင်းဝမယ်ဆိုရင်အငတ်ခံပြီးပဲတေးလိုက်လူလေကြမှာ သူများပေါ်ကိုလူပေါ်လူကြောပြီးလူလဲကြမှာထမင်းဝမယ်ဆိုရင်အဲ့ဒီထမင်းလို့ကိုအငတ်ခံလိုက်ပါတကောင်းချင်ရင်မနာပေါ့နော်ဆိုတော့ကျမကတော့ရွေးရှင်နေရှုံးနေပဲပြောပြောတုံးနေပဲဆိုလို့တပွားစားအတွက်ကျမလို့မိမကတန်လျာကိုဘရောမှာအစိမ့်ခံနော်ကိုတူးတရားကောင်းစားဖို့အတွက်တမျိုးသားလုံးလူညွတ်တုံးမဲ့အလုပ်တွေကိုဘရောမှာမလုပ်ဘူး ။စိုးရော့ကပြောချင်တာကရိုးသားပါတယ်ဆိုတဲ့တိုင်းရင်းသားအမိခံထားတဲ့တချို့သောအစွန်ရောက်တဲ့နိုင်ငံတော်ကိုလက်နက်ကန်ပုံကန်နေတဲ့အဖွဲ့တွေကတခြားလုံးမှာတိုင်းရင်းသားတွေကအခွင့်ရေးဖိနှိပ်ချိုးကအဖိနှိပ်ခံရတယ်။တိုင်းရင်းသားအခွင့်ရေးချိုးပေါက်ခံရတယ်။ဗမာတွေကသူတို့ကိုအနိုင်ကျင့်နေဆိုတဲ့အိယာဝင်ပုံမင်းနဲ့လက်သုံးစကားတွေနဲ့ဗမာမုံဒီရေးဗမာလူမျိုးကြီးဝါဒဆိုပြီးတော့လှုံ့ဆော်နေကြပြီနဲ့သူတို့တွေဟာတခြားလုံးမှာ ကျမတို့ နိုင်ငံတော်နဲ့နိုင်ငံသားတွေကိုဘယ်တုန်းကမှကောင်းကျိုးမပြုခဲ့တဲ့မြန်မာနိုင်ငံလူညွန့်တုံးစီမဲ့ဘင်းကိုစိုက်နေကြတဲ့အောက်တန်းစားလူတစုသားဖြစ်တယ်။ဆိုတော့ကျွန်မသတင်းတစ်ပုဒ်ဖတ်ပြမယ်။တပ်မလို့မာတဲ့စစ်ကောင်စီကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံ2000နီးပါးဖတ်ပြနေရပါတယ်။ဒေသခံ2000နီးပါးထွက်ပြေးနေတယ်။နောက်2ရက်ဆိုရင်ဒေသခံတွေထမင်းငတ်နေတယ်ပြောမယ်။နောက်9ရက်ကျရင်ဒေသခံတွေစီဝါပြက်လက်နေပါတယ်လို့